တရားထိုင်နေဆိုတဲ့အလုံးနဲ့တရားထိုင်လို့ရလာတဲ့အကျိုးကျေးဇူးပေါ့နော်အာဒီနှခုဟာ long term process လို့ခေါ်ပါတယ်တရားထိုင်ခြင်းဆိုတာ ਨੇ တရားထိုင်ခြင်းကြောင့်ရလာတဲ့အကျိုးကျေးဇူးဒီနှခုဟာ long term process လို့ခေါ်ပါတယ်ရေရှည်ဖြစ်စေမှာ ရေရှည်ဖြစ်စမှာနောက်ဆုံးပေး second 60လောက်နော် within 60 seconds a minute that you can reduce your anxiety discovered by scientific research the second 60လောက်လေးလုံးလိုက်ထားသည်ဖြင့် anxiety လို့ခေါ်တဲ့စိတ်ပူပန်မှုပေါ့နော် စိတ်ဘုပ္ပမှုဆိုတော့ကိလေသာပါပဲအဲ့ဒီကိလေသာကိုရှော့ချဖြည့်ဆည်းပြနိုင်တယ်ဆိုတော့ဒီ2025နိုဝင်ဘာလမှာတွေ့ခဲ့တဲ့သူတေသနာတွေ့ရှိချက်ဟာတည်တည်ခံနေပါလေဒီ60စက္ကန့်လောက်10မိနစ်လောက်လေးကိုကိုဝင်တဲ့ကိုထွက်တဲ့ကိုဖက်ကိုတတိလေးကပ်ပြီးတော့ တတိတော့ကတ်ရမှာပေါ့နော်ထိုင်နေဆိုရုံနဲ့မပြီးဘူးတတိကတ်ဆိုတော့နာသီးပြားမှာစိတ်ဆိုင်ပြီးတော့လေကလေးထိတော်တဲ့နေရာကိုအာယုံဆိုင်ချင်းတည်လဲပဲတရားထိုင်တာဖြစ်သလိုဝင်သက်ထွက်သက်ကိုအစဆုံးလိုက်ပြီးတတိကတ်ပြီးတော့တရားထိုင်တာလဲတရားထိုင်တာဖြစ်တယ်အဲ့ဒီနှစ်ခုလုံးဒီစိတ်နှစ်ဘေးပြေးလို့မရဘူး အဲနာသီးပြားမှာဝင်လေထိထွက်လေထိတာကိုစိတ်စိတ်ပြီးပဲထိုင်ထိုင်ဝင်နဲ့ထွက်တဲ့အစအဆုံးကိုတတိကပ်၍ပဲထိုင်ထိုင်အဲ့ဒီကုလုံးဒီစိတ်ကိုအာယုံစိတ်အားထုတ်နေရတာဖြစ်တဲ့အတွက်ဝင်တဲ့တတိထွက်တဲ့တတိအစအဆုံးလိုက်ရှုမယ်ဆိုရင်စက္ကန့်60လောက်ကြာပါလေအဲ့ဒီစက္ကန့်60လောက အတွင်းမှာပဲဒီ anxiety လို့ခေါ်တဲ့စိတ်ပူပန်မှုပေါ့နော်ကိလေသာပါပဲအမှန်ပြောရင်တော့ဒီပါဠိတော်ဘက်ကဗုဒ္ဓဘာသာဘက်ကအမြင်တိုင်းဆိုကိလေသာပါပဲအဲ့ဒါကိုရှော့ချပစ်နိုင်တယ်ဖြည့်ဆည်းပစ်နိုင်တယ်ဆိုတာကတရားရဲ့တရားထိုင်ခြင်းနဲ့တရားထိုင်ခြင်းကြောင့်ရရှိတဲ့အကျိုးကျေးဇူးဖြစ်ပါလေအဲ့ဒါလို့ second 60လောက်လုံးလိုက်တတ်တော့မှအဲ့ဒါလို့ဒီဂွန်ယူချမ်းသာဖြစ်စေတယ်ဆိုတော့ တွေ့ကြည့်ပေါ့ရေရှည်တာလုံးနိုင်မယ်ဆိုရင်ဘလောက်ထိကောင်းကျိုးချမ်းသာဖြစ်မလဲဒါလည်းတွေ့ဖြစ်သွားပြီနော်ဟိုယုံကြည်မှုနဲ့တွားနေရမဟုတ်တော့ဘူးဒီစက္ကန့်ချောက်ကိုကိုလို့ကြည့်ပါဘုန်းကြီးတို့အခုဒီ HRV လို့ခေါ်တဲ့ heart rate variability ဘုန်းကြီးကနှလုံးကြမ်းမရေးတိတ်ပြီးတော့ကောင်းလာတဲ့အမျိုးအစားတွေမှာမပါတဲ့အတွက်ဘုန်းကြီးဟာနှလုံးကိုအထူးဂရုစိုက်ပါတယ်နော် heart rate variability လို့ခေါ်တယ်နှလုံးခုန်နှုန်းတစ်ခုနဲ့တစ်ခုရဲ့ကြားမှာရှိတဲ့ကြားချိန်နှလုံးခုန်နှုန်းဒီ heart beat လို့ခေါ်ပါတယ် heart rate လို့လည်းခေါ်ပါတယ်တစ်စက္ကန့်ကိုတစ်ချိန်နှုန်းနဲ့တစ်မိနစ်ကိုအချိန်60ခုန်ပါတယ်ဒါနှလုံးခုန် heart rate အဲ့ဒီတစ်ချိန်နှုန်းနဲ့ခုန်နေတဲ့နှလုံးခုန်နှုန်း heart rate တစ်ခုတစ်ခုကြားမှာရှိတဲ့ကြားချိန်ကို heart rate variability လို့ခေါ်ပါတယ်။အဲဒီ heart rate variability ဒီနှလုံးကြမ်းမာရေးကိုကိုစားပြုပါတယ်။နှလုံးခုန်လုံးတစ်ခုနဲ့တစ်ခုရဲ့ကြားမှာရှိတဲ့ကြားချင်းဒီမထိန်တဲ့အချိန်မတူတတ်ပါဘူး၊ကွဲပြားပါတယ်။အဲဒီနှလုံးခုန်လုံးတစ်ခုရဲ့တစ်ခုနဲ့တစ်ခုကြားမှာရှိတဲ့ကြားချင်းဟာနော်အနည်းဆုံးအချိန်60လောက်ကနေပြီးတော့100လောက်အထိ သူကလည်းပဲရှိရမှာပါနှလုံးခုန်နှုန်းကလည်းအဲ့လောက်ပါပဲ60အကျဉ်60ရာနေအကျဉ်တရာ10မိနစ်တွင်မှာသူကနှလုံးခုန်နှုန်းတစ်ခုတစ်ခုကြမ်းမှကြာချိန်ကိုတော့မီလီစက္ကန့်နဲ့တတ်မှတ်ပြီးတော့နော်နှလုံးခုန်နှုန်းတစ်ခုတစ်ခုကိုတော့စက္ကန့်ပိုင်းနဲ့တတ်မှတ်ပါလိမ့်နော်10မိနစ်မှာအကျဉ်60 ခုံရပါမယ်တစ္ဆကံကိုတစ်ချိန်လုံးနဲ့အဲ့ဒီနှလုံး heart rate က heart rate variability ရတော့အဲ့ဒီခုံနှုံးနှလုံးခုံနှုံး heart rate တစ်ခုတစ်ခုကြားမှာရှိတဲ့ကြာချိန်ဆိုတာကြာချိန်ကတစ်ခုနဲ့တစ်ခါတစ်ခါမတူပါဘူးအဲနှလုံးကြမ်းမရေးကောင်းနေတဲ့သူတွေမှာနှလုံးခုံနှုံးတစ်ခုနဲ့ခုကြာချိန်ကြာချိန် heart rate variability ကတရားရဲ့အထက်လောက်မှာရှိနေတတ်ပါတယ် အဲဒါကတော့နှလုံးကျန်းမာရေးပုံမှန်ကောင်းနေတဲ့သူတွေကိုဆိုလိုတာပါ heart rate variability ဒါပေမဲ့ ethology လည်းပဲလိုအပ်နေတယ်လို့မဟုတ်ပါဘူးလေခုခေတ်မှာတော့ကျန်းမာရေးဘုသူတက်ရှိလို့ပညာတတ်တဲ့သူကလောက်တတ်မယ်ဆိုရင်အဲကျန်းမာရေး device လို့ခေါ်တဲ့ကျန်းမာရေးနာရီလေးတွေလက်မှာပတ်ပြီးတော့စနစ်တကျလုပ်မယ်ဆိုရင်အဲ့ဒါကိုတွေးတယ်ပါဒီဖုန်းကြီးတရားထိုင်တဲ့နှလုံးကိုယူဆက်ပြီးတရားထိုင်တဲ့အခါမှာ ငါမတက်လို့ထိုင်ပြီးတဲ့အချိန်မှာ heart rate variability ကတော်တော်ကြီးကိုခုန်တက်လာတတ်ပါတယ်ဥပမာဆိုရပါဆိုရင်လာ20 millisecond ရှိနေတဲ့ heart rate variability ဒီငါမတက်လို့ဝင်တဲ့ထွက်တဲ့ကိုစိတ်ရှိလက်ရှိတတိကပြီးတော့အစအဆုံးနော်ဘုံရတော့ခန္ဓာနည်းကိုပူအားတတ်ပါလေရေတွက်ရှုမှတ်ရတယ်ကိုပူအားတတ်ပါလေ ဒီဝင်သက်ထွက်သက်နှာသီးပြားမှာထိတိဆိုတဲ့အထက်ဝင်သက်ထွက်သက်ရဲ့ရှည်မှုတုံမှုကိုပမာဏမထားပဲအဲ့ဒီဝင်သက်ထွက်သက်တစ်ခုတစ်ခုအစုံတိုင်းမှာတစုံပြီးတိုင်းပြီးတိုင်းမှာဒီနဲ့နဲ့ကရဏနေတိုင်းရှုမှတ်ရတာကိုပို၍ဉာဏ်အားရဖြစ်တယ်လို့တိကျမှုရတာကိုလည်းခံစားရပါလေအဲ့လိုရှုတဲ့အခါမှာ9မိနစ်အတွင်းမှာပဲ heart rate variability ကက20 20 millisecond နဲ့နေပြီးတော့ 60လို့80လို့ထိခုံတက်သွားတတ်ပါတယ်။ရန်ကတိတ်ပြီးတော့နှလုံးပင်ပန်းလို့ကြဆင်းသွားလို့ရှိရင်20မီလီစက္ကန့်နေပြီးတော့မှ35 36ဒါတော့ပုံမှန်ပေါ့နော်35 36မီလီစက္ကန့်ထိလည်းပဲခုံတက်သွားတတ်ပါတယ်။ဒါ9မိနစ်ပဲမှနော်။အဲ့တော့ဒီလိုအထုတ်ခြင်းဒီနှလုံးကျန်းမာရေးသမားများအတွက်စီလျော်တဲ့နီးလို့ဆိုနိုင်ပါတယ်အဲ့တော့ဒီနေရာမှာ ခုဘုန်းကြီးပြောတယ်တရားထိုင်ခြင်းရဲ့တရားထိုင်ခြင်းကြောင့်ရရှိတဲ့အကျိုးကျေးဇူးတွေဟာ long term process လို့ပြောထားပါเนาะအဲ့တော့ဒီ9မိနစ်လောက်လုံးလိုက်တဲ့အတွင်းမှာတောင်မှနှလုံးကြမ်းမာရေးဟာအဲ့လိုအကောင်းစားအဆင့်ထိခုန်တက်သွားရဲ့နော်နေ့စဉ်နိုင်ဝတ်တယ်လို့ဆမနိုင်ဝတ်တယ်လို့ဆမဒီနှလုံးခုန်သော hyperability ပုံမှန်တိုင်းမြင့်တက်လာခြင်းသည်နှလုံးအားစေးလို့ဆိုနိုင်ပါတယ်ဒီတရားထိုင်ခြင်းက ဒါကအဲ့ဒီနှလုံးဟာခုနပြောတဲ့ anxiety တို့ stress တို့ဓာတ်ကိလေသာတွေပေါ့နော်ဒီဘက်ကပြောရရင် anxiety တို့ stress တို့ fear တို့ worry တို့ပေါ့ဒါတွေနဲ့ချိတ်ဆက်နေတဲ့အတွက်နှလုံးကျန်းမာရေးကပျက်စီးတတ်ပါတယ်။အဲ့ဒီခိုက်တက်မှာနှလုံးခုန်နှုန်းရဲ့ heart rate variability ခုန်တက်လာခြင်းဒီအဲ့ဒီခိုက်တက်မှာအဲ့ဒီ stress တို့ anxiety တို့ depression တို့ worry တို့ fear တို့ဆိုတဲ့အဲ့ဒီကိလေသာတွေကင်းဝေးနေတယ်ဆိုတာကိုသတိပြခြင်းဖြစ်ပါတယ်။ ဲ့တော့ဒီလိုမျိုးရေရှည်အားထုတ်သွားလို့ရှိရင်လူရဲ့တကိုယ်လုံး overall well being လို့ခေါ်တာပေါ့နော်လူရဲ့တကိုယ်လုံးကျန်းမာရေးလည်းပဲကောင်းနေတယ်လို့အဲ့ဒီတကိုယ်လုံးကျန်းမာရေးကောင်းနေခြင်းတည်းကိလေသာတို့ရဲ့ response ကတိမ်ပွင့်နုံညံ့နေတော့ကြောင့်ကိလေသာတွေရဲ့ response လို့ခေါ်တဲ့တုံ့ပြန်မှုကငြိမ်းအေးနေတော့ကြောင့်သာကျန်းမာခြင်းဖြစ်ပါလေအဲ့တော့ ဒီနှလုံးကြမ်းမာရေးဒီကိလေသာများရဲ့တောင်းကျမ်းထကြွမှုနဲ့တည့်ရဲ့ချိန်ဆက်ပါလေကိလေသာတောင်းကျမ်းထကြွမှုငြိမ်သက်အောင်လှုပ်ပေးနိုင်ခြင်းဒီတစ်ခုလုံးကြမ်းမာရေးကိုကောင်းစေပြီးတော့ကိုယ်ဆင်းရဲစိတ်ဆင်းရဲတို့မှလွတ်မြောက်ရလမ်းကြောင်းဆိုတာလေအသေးချဖြစ်ပါလေအဲ့တော့ဒါကတရားထိုင်ခြင်းနဲ့တရားထိုင်ခြင်းရဲ့အကျိုးကျေးဇူးများဟာ long term process လို့ပြောတဲ့အတိုင်းပဲရေရှည်အထောက်ရမှာဖြစ်ပါလေ ယေရှုအထုတ်မှတ်တာဒီကြိုးကျေးဇူးတွေကခိုင်မာပြီးတော့ကိုယ့်ဘဝအတွက်အထောက်အကူဖြစ်နေမှာဖြစ်ပါတယ်။အဲဒီတည်းမှာတရားတို့အသိတရားတို့အမြင်ကြတော့အဲ့ဒီကိလေသာတို့ရဲ့ကင်းလွန်မှုဟာဘယ်လောက်ထိရှိနေလဲ။နော်။ဘယ်နဲ့အကြည့်ကိုမှရှိနေလဲ။အခုအထုတ်ပြီးခုချက်ချင်းသရတရားတက်ကြွပြီးတော့ခုချက်ချင်းဖြစ်ပေါ်လာတဲ့အကျိုးလုံးနဲ့ရန်တယ်လို့မရပါဘူး။ရေရှည်အထုတ်ရဲ့ ရေရှည် improve ဖြစ်အောင်နော်ရေရှည်တိုးတက်အောင်ရေရှည်ခံနိုင်ရရှိအောင်ရေရှည်နားလည်နေအောင်အထုရပါမယ်ဆိုတာကိုဘုန်းကြီးအကြံပြုချင်ပါတယ်နော်တချို့တရားထုတ်တယ်ဆိုတဲ့အခါမှာတွေးတာလေးတွေရှိတယ်အဲ့ဒါလေးတွေကနော်တွေးတဲ့အတွေ့အမှန်ကန်တော့လည်းပဲအဲ့ဒီအတွေ့တွေဟာပြောင်းရွေ့ပြောင်းရွေ့သွားတတ်ပါတယ် မမြဲတဲ့သဘောဖြစ်တဲ့အတွက်ပြောင်းလဲ၍ပြောင်းလဲ၍သွားတတ်ပါလေအဲ့ဒီပြောင်းလဲ၍ပြောင်းလဲ၍သွားတတ်တဲ့ပုံပါကိုတွေ့တဲ့အတွေ့အလေးတွေကိုတာယာနေတဲ့စိတ်အခြေအနေနဲ့ကိုတွေ့တဲ့အတွေ့အလေးဟာပြောင်းလဲ၍ပြောင်းလဲ၍သွားတတ်ပါလားလို့နှစ်ချိတ်သဘောကျစွာတွေ့တဲ့အတွေ့နှစ်ချိတ်သဘောကျစွာနားလေတယ်နားလေမှု ြီးနဲ့ချီဒီ moment တစ်ခုဟာမတူပါဘူးခုနตาရနေတဲ့ကိုတွေးတဲ့တရားထိုင်လို့မို့ကိုတွေးရတဲ့အယောင်ငင်းလေးတွေတွေးခြင်းတွေးမယ်ရေလိုက်ပေါ်မှာစီးနေရသလိုတွေးခြင်းတွေးမယ်တိမ်တိုက်ပေါ်မှာမျောလွတ်နေရသလိုတွေးခြင်းတွေးမယ်တွေးတတ်တဲ့ဓာတ်တွေကတွေးတတ်တယ်ဘာကြောင့်တွေးလဲစိတ်ဟာအဲ့ဒီခိုက်တံမှာကြည်လင်တောက်ပတ်နေတဲ့အတွက်ကြောင့်ကိလေသာမရှိလို့ဒါလည်းပဲပြီးပြီးရတော့မရဘူးပေါ့နော်ခုနပြောသလိုစိတ်ကိုငြိမ်းနေအောင်အထုအမှာတမာရရနေအောင်အထုအမှာအဲ့ဒါလိုအထုထားတဲ့အတွက်ကြောင့် စိတ်ရဲ့အယောင်များဘဘဒရမိရန်ဘိခွေစိတ်တံဒေဇာကောအာဂနုကေဥပကလေတဲ့ဥပကလေထံလို့အင်္ဂုတ္တနေကေဧကနိဗ္ဗာန်ဒီလိုဟောပါတယ်ဒီစိတ်ကပင်ကိုယ်အပြည့်အယောင်ထွက်နေတာလေသူ့ကိုကိလေသာတွေနဲ့ညစ်သွားစေလို့သာအယောင်ကမထွက်တော့ဘဲနဲ့မှိန်ပြီးတော့ညစ်သွားရတာဖြစ်တယ်လို့ဒီလိုဆိုပါတယ်အဲဒါကြောင့်တရားထိုင်တဲ့အခါမှာသူ့ရဲ့ original စိတ်ကိုမူလဘုဒ္ဓစိတ်ကိုပြန်ရတဲ့အတွက် စိတ်ကိလေသာအညစ်အကြေးတွေကိုစိတ်ကြောဖွရှုံတာတွေပဲရောင်းလဲနေထွက်လာတတ်တဲ့တိတ်တိတ်တွေပေါ်မှာမျောပါနေတယ်လို့လည်းခံစားရတဲ့ရည်လိုင်းတွေပေါ်မှာညိတ်ပြီးစိတ်လိုက်တယ်လို့လည်းခံစားရတဲ့ဂရိပဖဲမှုရပေါ်မျိုးတွေဝန်ထိုင်ရနေရတယ်လို့နူးညံ့တဲ့အရာတွေလည်းခံစားနေရတယ်။အဲ့ဒီချိန်မှာအဲ့ဒီဟာတွေတွေးကြုံတာတွေပေါ်မှာตายာနေတဲ့ moment ဆိုတဲ့အခိုက်အတန့်တစ်ခုနဲ့ဘဒန်လေးတွေဟာလည်းပဲဖြစ်ပြီးပြတ်တက်ပါလားဖြစ်ပြီးပြည့်၍ပြည့်၍သာသွားတာပါလားလို့ တိနေတဲ့အခိုက်အတန့်တစ်ခုမတူပါဘူး။အရသာချင်းလည်းမတူသလိုနော်ခံစားရတဲ့ခံစားမှုချင်းလည်းမတူပါဘူး။အဲဒီလိုဟောဒါလေးတွေဖြစ်ပြီးပြတ်တက်ပါပေါ်လာလို့ကိုယ့်ရဲ့ဘဝထဲမှာတရားနဲ့သိတဲ့အနေဝိပဿနာအသိကိုဘဝထဲမှာ integrated လုပ်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ဒီဘဝထဲမှာဖြည့်ရပြည့်ရဖြည့်ရပြည့်ရသွားနေရတယ်အများကြီးပါ။ ဲ့ဒီဖြစ်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 သွားနေတာတွေကိုကိုကမဖြစ်စေမဖြစ်ဖြစ်ပြက်သွားတာကိုမရချင်လို့စွဲညှိနေတဲ့အခါမှာဆင်းရဲပင်မမှုတွေဖြစ်ပြီးတော့အော်ဖြစ်၍ပြက်တတ်တဲ့သဘောတွေပါလိုင်းလို့လိုက်ပါနှလုံးသွင်းမိတဲ့အခါမှာလွမြောက်မှုချမ်းသာကိုခံစားရတယ်။အဲ့ဒါကတော့တရားထိုင်ခြင်းကြောင့်ရတဲ့အကျိုးကျေးဇူး spiritual benefit ကိုပြောခြင်းဖြစ်ပါတယ်။ဒီလိုသိရတဲ့ခန္ဓာမှုတွေ long term process ဖြစ်ပါတယ်ရေရှည်လောက်ရမှာဖြစ်ပါတယ်အခုတစ်ချင်းလို့ခုတစ်ချင်းခံစားရတာလေးကိုငါတို့တရားထူရပြီလို့ဒီလိုပြောလို့မရပါဘူးအဲ့ရတာကိုဓာခဓာခ repeatedly improve ဖြစ်အောင်လုပ်နေရပါမယ်လို့အဖိုးကြီးအကြံပြုချင်ပါတယ်အားလုံးတရားထိုင်တဲ့ယောဂီအပေါင်းတွေနားမလည်နိုင်တာလည်းမဟုတ်ပဲနဲ့နားလည်နိုင်တဲ့အခြေအနေနဲ့ဘုန်းကြီးဓမ္မဒါနပြုခြင်းဖြစ်ပါတယ်တရားထိုင်တဲ့ယောဂီအားလုံး ိုတိုင်ကိုသည်နဲ့နားလည်ပြီးတော့နော်ဖြစ်စင်နေတယ်မှာတော်စုံလေးကုန်းကုန်းပြောရင်တရားလို့ရတယ်ဆိုရင်တော့မအဲ့ပေါ်မှာตายာတက်မဲ့မျောပါနေတယ်မဟုတ်ဘဲနဲ့အဲ့ဒီตายာမှုတွေကလွတ်မြောက်တယ်လွတ်မြောက်မှုဆိုတော့ဉာဏ်ပညာနဲ့လွတ်မြောက်တယ်ဆိုတော့ဝိမု ക്തി အရာသာနဲ့နေနိုင်ကြပါစေလို့ဘုန်းကြီးနေနဲ့ဒေသနိုင်တော်ရ ဧကဇာရိရညဝတိဘာဝနာရတိဆရာတော်တပါးအနေနဲ့အားလုံးအတွက်ဓမ္မရဏပြုပါတယ်